ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံရဲ့ဘလို့ထူးခြားသတင်းတွေရှိနေပါလဲသတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုတိုင်းရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့မှာဘလို့ထူးခြားသတင်းတွေပြောပြဖို့ရှိနေပါလဲဗျဟုတ်ကဲ့ပါဒီကနေ့မှာတော့အာနာသိမ့်မြန်မာစစ်တပ်စစ်ရေးလေ့ကျင့်ဖို့ရှိတဲ့အကြောင်းအရင်တင်ပြချင်ပါတယ်။ဒီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာဒီကနေ့နိုဝင်ဘာ10ရက်ကနေ14ရက်အထိရေပေါ်ရေအောက်ဝေဟင်စစ်ရေးလေ့ကျင့်ခန်းတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကို လေးရကြာစမ်းသပ်လေ့ကျင့်သွားမယ်ဆိုပြီးတော့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။ဒါပေမဲ့စစ်ရေးလေ့ကျင့်တယ်ဆိုတာထက်ရုရှားနဲ့တရုတ်ကနေမှားထားတဲ့လက်နက်တွေကိုစမ်းသပ်ချင်တာဖြစ်ပြီးဘာထူးနယ်ပြင်ဦးလွင်ဘက်ဒီမှာရုရှားစစ်တပ်ကအရာရှိတချို့ဒီလာစမ်းမိုင်းတွေကရောက်နေခဲ့တဲ့အကြောင်းနေပြည်တော်စစ်ရေးရှင်းမြစ်ကပြောပါဗျ။နောက်ထပ်သတင်းတစ်ခုကတော့မန္တလေးဘက်ကပါ မတရားမြို့နယ် အရှိမြောက်ချန်းကဆယ်တော်ကြီးရွာတပ်စခန်းနဲ့အင်ဂျင်မြိုင်လေကြောင်းကာကွယ်တပ်စခန်းတို့ကိုတော်လိုင်းအင်အားစုတွေကနိုဝင်ဘာ6ရက်နေ့မှာပြန်ပြီးလက်လွတ်ခဲ့ရတယ်လို့မတရား PDF တာဝန်ရှိသူက DVV ကိုအတည်ပြုပါတယ်။အဲတစ်ဖက်မှာလည်းမိုးကွန်းမြို့နဲ့နယ်မြေချင်းထိစပ်နေတဲ့ မတရားဆင်ကူးတပိတ်ချင်းတွေမှာတနေ့ထက်တနေ့စစ်ရေးပြင်းထန်လာတဲ့အတွက်ဒေသတွင်းပြည်သူတွေအနေနဲ့တိုက်ပွဲအတွင်ကြုံရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့ကိုမန္တလေး PDF ကနိုဝင်ဘာ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကမတရားဆင်ကူးတပိတ်ချင်းတွေအပအဝင်မန္တလေးတိုင်း28မြို့နယ်စလုံးမှာရွေးကောက်ပွဲမဲဆန္ဒနယ်တွေအဖြစ်သတ်မှတ်ထားပြီးမဖြစ်မနေရွေးကောက်ပွဲပြုလုပ်ဖို့အားထုတ်နေတာဖြစ်ပါတယ်။ တဖက်မှာတော့အာနာသိစစ်တပ်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုဝင်ဘာ၈ရက်မှာထုတ်ပြန်ပါတယ်။ဒါအပြင်ပြည်ပခါအတွက်ငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့ဖြည့်ရှင်းချက်တစ်ခုကို ရှာဖွေဖို့အတွက် အာဆီယံဘုံသဘောတူညီချက်၅ရက်ကိုပြင်သစ်နိုင်ငံကထောက်ခံကြောင်းလည်းထုတ်ပြန်ချက်မှာပြောထားပါတယ်။အဲစစ်ရေးအနေနဲ့ကတော့အကြောင်းရင်းအမျိုးမျိုးကြောင့် TNL ကမိုးကုတ်နဲ့မိုးမိတ်ကိုစစ်တပ်စီပြန်ပေးမယ်ဆိုပေမဲ့ဒီကချင်ချင်း ရခိုင်နဲ့အညာအပါဝင်နေရာအနှံ့မှာတိုက်ပွဲတွေစစ်ကြောင်းထိုးမှုတွေနဲ့လေကြောင်းဘုံကျဲတာတွေကဆက်ရှိနေပါတယ်။ဒီ UNG ရဲ့အမျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ2021ခုနှစ်ဖေဖော်ဝါရီကနေအခုစက်တင်ဘာလကုန်အထိစစ်တပ်ကြောင့်လူပေါင်း1886ယောက်သေဆုံးရပြီးတော့အဲ့ဒီမှာကလေးငယ်ကတော့1285ယောက်ပါဝင်တယ်လို့ထုတ်ပြန်ပါတယ်။အဲစစ်တပ်ရဲ့လက်ချက်ကြောင့် ဒီကလေးတွေတည်ဆုံမှုဟာတစ်နှစ်ထက်တစ်နှစ်တိုးလာနေပြီးတော့အခု2025ခုနှစ်6လတာကာလအထဲမှာတင်300ကျော်ရှိလာနေပြီးတော့လေကြောင်းဘုံကျဲမှုတွေကလည်းဆက်ပြီးရှိနေတဲ့အကြောင်းသင်ပြလိုက်ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါအခုလိုပြောပြပြီးတာကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါမယ်။